ဒီလိုကြောင်းရင်းတွေကြောင့်ကိုဝင်ရှိနေပြီလို့ခံမှန်းချင်းခံနေရတဲ့ဝိုင်းစုခိုင်သိန်းပရိသတ်များလုံးမင်းမင်္ဂလာပါရှင့်ရက်ကွက်မီဒီယာကနေပြန်လေးကြိုဆိုလိုက်ပါတယ်ဗီဒီယိုဖိုင်လေးတစ်ပိုင်နဲ့အတူကိုဝင်ရှိနေပြီလို့ခံမှန်းချင်းခံနေရတာကတော့အစိုးရဝိုင်းစုခိုင်သိန်းပါပရိသတ်ချို့ကတော့အစိုးရဝိုင်းစုခိုင်သိန်းဟာချစ်သူအစ်တင်နဲ့ကိုဝင်ရထားတာဖြစ်မယ်လို့ဆိုကြပါတယ် ။တိမ်မကြခင်ကတော့အစိုးရဝိုင်းစုခိုင်တဲ့င်းကဒီမလက်ရှိတွဲနေတဲ့ချစ်သူကောင်းလေးနဲ့အတူဘန်ကောက်မြို့မှာတော်ရုံတန်ရုံတထေးကြီးတွေမဝေယူနိုင်တဲ့တိမ်မောင်းတောင်းချီတန်းနဲ့အစင်မြင့်စိန်ခံကွန်တိုတိုက်ခန်းကိုဝေယူလိုက်တာဖြစ်ပါတယ်။ဒါကြောင့်လည်းအခုချိန်မှာတော့ဝိုင်းစုခိုင်တဲ့င်ကစစ်သူအသင်းနဲ့ကိုဝင်ရပြီးကလေးယူတော့မယ်လို့ထင်နေကြတာဖြစ်ပါတယ်။ ဝန်စုကန်တဲ့ကိုဝင်ရှိနေပြီလို့ထင်ကြရတဲ့အကြောင်းရင်းကလည်းအခုရပိုင်းအင်တာနက်ပေါ်မှာပြန့်နှံ့လာတဲ့ဗီဒီယိုဖိုင်လေးတစ်ပိုင်းအကြောင်းဖြစ်ပါတယ်။အစောပါဗီဒီယိုဖိုင်လေးမှာတော့ဝန်စုကန်တဲ့ကရှိုးဘဲတစ်ခုမှာတချင်းတီဆိုနေရဖြစ်ပြီးအစောတော်ဝန်စုကန်တဲ့ရဲ့ဘိုက်ကတိတိတတကိုဖောင်းနေကြတာဖြစ်ပါတယ်။ဒါကြောင့်လည်းပြည်သက်တွေကဝမ်းစုခိုင်တဲ့ဟာချစ်သူအစ်တလေးနဲ့ကိုဝင်ရနေပြီလို့ထင်ကြပေးနေကြပါတယ်။ ဒီလိုမျိုးဝိုင်းစုခံတဲ့ကချစ်သူကောင်းလေးနဲ့အတူကွန်တိုတိုက်ခန်းဝယ်ပြီးကိုဝင်ရနေရင်ပေါ်မှာတချို့ပြိသက်တွေကတော့မူရီတာပွားပြီးတော့ကျေနပ်ပျော်ရွှင်ပေးကြသလိုတချို့ကလည်းဝိုင်းစုခံတဲ့ကလင်းများလုံးနဲ့ဆိုပြီးတော့ဝေဖန်မှုတွေလည်းရှိခဲ့ကြပါတယ်ဒါကလည်းဝမ်းစုခံတဲ့ကအွန်လိုင်းနဲ့ကြွားရှင်းပြီးတိတ်မကြခင်မှာစစ်သူအသင်းနဲ့လူသိရှင်ကြားတွဲပြပြီးတော့အခုဆိုရင်တော့ကိုဝင်ပါရရှိနေပြီထင်ကြတာဖြစ်ပါတယ် အစောပိုင်းမှာတော့အစောရောင်းဝိုင်းဆွတ်ခိုင်သိန်းနဲ့အောင်လာတို့ကတာယာပျော်ရှင်တဲ့ဘဝလေးကိုပိုင်ဆိုင်ခဲ့ပါသေးတယ်။နောက်ပိုင်းမှာတော့အစောရောင်းဝိုင်းဆွတ်ခိုင်သိန်းဟာအောင်လာကအင်တာဦးစီးတောင်ဝင်မကြေပွန်မှုတွေနဲ့နှစ်ဦးကြားကအတွေ့အပြည့်တနာတွေကြောင့်နှစ်ဦးသာကွာရှဲပြတ်ဆဲခဲ့ကြတာဖြစ်ပါတယ်။ဒီလိုကွာရှဲပြတ်ဆဲတဲ့နေရာမှာလည်းအောင်လာနဲ့ဝိုင်းဆွတ်ခိုင်သိန်းတို့ကရော်ကြီးငွေကိစ္စအကြီးအကျယ်ပြဿနာတက်ခဲ့ကြပါသေးတယ်။အောင်လာကဝိုင်းဆွတ်ခိုင်သိန်းစီကနေငွေသိန်းတထောင်ကျော်ရော်ကြီးတောင်းနေရကြောင်းလည်းပြည်သက်တွေကြားထဲမှာတော်တော်လေးကြေရက်ရိုက်ခဲ့ပါတယ်။အခုကမှတော့ဝိုင်းဆွတ် ခန်သိန်းကခင်မွန်းတဲ့အစိုးရအောင်လာနဲ့ကွာရှင်းပြက်စဲပြီးရင်နောက်ချစ်သူတလေးရနေကြောင်းပရိသတ်တွေကိုအသိပေးလာခဲ့ပါတယ်။ဝိုင်းစုခန်သိန်းရဲ့ချစ်သူကဘသူပဲဝါမန်တီတီကြကြ official ချမပြသေးပေမဲ့ဝိုင်းစုခန်သိန်းကတော့တော်တော်လေးချစ်မြတ်လို့ဂရုစိုက်ပေးရလို့သိရပါတယ်။ဝိုင်းစုခန်သိန်းရဲ့ချစ်သူကဒူဘိုင်းချောကလက်စားခြင်းနဲ့ဆိုရင်တမျိုးလုံးမှာဒူဘိုင်းချောကလက်ရအောင်ဝယ်ပေးခဲ့တယ်လို့ဝိုင်းစုခန်သိန်းလိုချင်တာတွေကိုလည်းဖြည့်ဆည်းပေးရလို့သိရပါတယ်။ဒါကြောင့်ဝိုင်းစုခန်သိန်းကကလေးယူလိုက်ပြီးလို့ထင်နေကြတာပါ။ဒါပေမဲ့လည်းဝိုင်းစုခန်သိန်းကကိုဝင်တကယ်ရှိနေရမ ဟုတ်ဘဲအသက်ကြီးလာလို့ဝပြီးတော့ဘိုက်ဖောင်းနေရလဲဖြစ်နိုင်ပါတယ်မြန်မာနိုင်ငံမှာအသက်30ကျော်မိန်းမတွေတော်တော်များများကဘိုက်ပူတက်ကြပါတယ်။ဘာပဲဖြစ်ဖြစ်ဝိုင်းစုသာတကယ်ကိုဝင်ရှိနေရဆိုရင်အခြေအကံမကောင်းတဲ့ဝိုင်းစုတယောက်သာယာပျော်ရှင်တဲ့ဘဝလေးကိုပိုင်ဆိုင်နိုင်တော့မှာဖြစ်လို့ပြည်သက်တွေကတော့ခြေနဲ့ဝမ်းသာနေကြပါတယ်။အခုကြည့်ရှုနေကြတဲ့ပြည်သက်တွေကရောကိုဝင်ရှိနေပြီလို့ထင်ကြေးပေးခံရတယ်။အစိုးရဝိုင်းစုခံတဲ့နေပတ်သက်ပြီးတော့မိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားကြပါအောင်ရှင်။ အဆုံးတကြိရှိပေးတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။